မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြဖို့စိတ်ဝင်စားစရာအစီအစဉ်ကန်စားတခုရထားပါတယ်အဲ့ဒါကတော့ Solana ဆိုတဲ့ cryptocurrency project နဲ့သူရဲ့ SOL token အကြောင်းပါပဲဟုတ်ကဲ့ဒီအစီအစဉ်ကန်စားက Solana ရဲ့ဟိုဟာလေနိပညာပိုင်းတွေဘလို့အတုံးချနေလဲဆိုတာဒီဈေးကွက်အခြေအနေအဲစင်ခေါမှုနေရောအနာဂတ်အလားအလာတွေရောတော်တော်လေးစုံစုံလင်လင်တုံတက်ထားတာတွေ့ရတယ်อืมอืมဆိုတော့ကျွန်တော်တို့ကဒီထက်ကအရေးကြီးတဲ့အချက်တွေကိုဆွဲထုတ်တည်တော့ နားလေလေအောင်အမ်ဆွေးနွေးကြည့်ရမယ်ပေါ့နော်အထူးသဖြင့်အဲ့ဒီဆလိုနာရဲ့နာမည်ကြီး proof of history pH နိပညာအဲ့ဒါကစွမ်းဆောင်ရည်မြင့်တယ်ဆိုပေမဲ့လည်းမေဟွန်ထုတ်ဆရာလေးတွေလည်းချီးတီးပုံပဲဟုတ်ပါတယ်အစီရင်ခံစာမှာခေါ်ပြထားတာကဆလိုနာက2020မှာစခဲ့တာဆိုတော့အချင်းတိုးတွင်းမှာပဲ DeFi တို့ NFT လောကကြီးမှာတော်တော်လေးနေရာရလာတာမြင့်တာတယ်ဟုတ်တယ်တွေ့ရအဓိကအဆွဲဆောင်မှုကတော့အမြန်နှုန်းနဲ့ဟုတ်တယ် ဝင်စုံရဲ့တက်တာတာပေါ့ဒါပေမဲ့အဲ့အစီရင်ခံစားရမှာပဲအဲ့ကိုရီးယားပက်တော့မို့လို့မျိုးပြဿနာတွေလည်းရှိနေတယ်ဆိုတာကိုလည်းပြောထားတယ်ဆိုတော့ဟုတ်ပါပြီဒီနေ့တော့အဲ့အားစားချက်တွေရောစိန်ခေါ်မှုတွေကိုပါမြန်မြန်တတလေးဆွေးနွေးကြည့်ကြတာပေါ့နော်ကောင်းပါပြီအရင်မစ်ကိုပြန်ကြည့်ရရင်ဆိုလာနာကို2017မှာစတာကအနတိုလီယာကူဗင်ကိုဆိုတဲ့သူနော်ကွာခိုးမှာအင်ဂျင်နီယာလုခေဘူးလေဆိုတော့ distributed systems တို့ပါတော့မှာကျွမ်းကျင်တယ်ပေါ့ မင်းနဲ့ကတော့2020မှာလွင့်တာอืมအခု POH proof of history ဆိုတာလေလူပြောများနေတာ အစီရင်ခံစားကရှင်းပြထားတာကဒါကဟို transaction တွေအယောင်ဝယ်တွေကိုအချိန်နဲ့တစိုက်တက်ပြီးစီဖို့အယံမြန်တဲ့နီလန်တစ်ခုပေါ့တစ်ခုပြီးမှတစ်ခုစောင့်စရာမလိုဘူးဆိုတဲ့သဘောမျိုးမှန်ပါတယ်အဲ့ဒီ POH ကိုလေ တို့ရဲ့ proof of stake POS စနစ်နဲ့ပေါင်းလိုက်တဲ့အခါကျတော့ဟို Bitcoin တို့သုံးတဲ့ proof of work POW လိုမျိုးစွမ်းအင်များကြီးသုံးချိန်အရမ်းကြတဲ့စနစ်တွေထက်အများကြီးပိုမြန်တယ်စွမ်းအင်သုံးစွဲမှုလည်းနည်းသွားတယ်ပေါ့အစီရင်ခံစားကအဲ့လိုဆိုထားတယ်ဟုတ်ဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုကအစီရင်ခံစားတဲ့မှာအဲ့ဒီအများနှုံးကိုဖြစ်စေတဲ့နိပညာစံတင်မှုကပဲတဖက်မှာကိုရက်တည်ငြိမ်မှု ပြဿနာတွေနဲ့နည်းနည်းဆက်ဆက်နေနိုင်တယ်ဆိုတာကိုလည်းတွေ့ဝိုက်တိပြောထားတယ်လို့ပဲ အာဟုတ်လားဟုတ်လားဒါကဆိုလိုနာရဲ့အဓိကအားတာခြင်းနဲ့အဓိကစင်ခေါ်မှုကြကအခြေခံကြတဲ့အချက်တစ်ခုဖြစ်နေမလားပဲ Tower BFT ဆိုတာရောတုံးနာတယ်နော်အဲ့ဒါကတော့ဘယ်လိုမျိုးလဲအဲ့ဒီ Tower BFT ဆိုတာက POH ကပေးလိုက်တဲ့အခြေမှတ်တမ်းကိုတုံးပြီးတော့ validator တွေအယောင်ဝယ်အကီပြုတ်ပေးတဲ့သူတွေပေါ့သူတို့ကြားထဲမှာသဘောတူညီမှု consensus ကိုမြန်မြန်ဆန်ဆန်ရအောင်ကူညီခဲ့တဲ့စနစ်တစ်ခုလို့ပြောလို့ရမယ် ဟုတ်ကြောဘေး transition ကအရင်လဲဆိုတာရှင်းနေတော့အတီးပြုတ်ဖို့ process ကပုံမြင်သွားတာပေါ့ဒါကအမြန်နှုံးကိုရောလုံခြုံရေးကိုပါတစ်ဖက်ကအားဖြည့်တယ်လို့အစီရင်ခံစားကတုံ့တက်ထားတယ်ဒီနိဗ္ဗာန်ရဲ့လက်တေအကျိုးကတော့တကယ်ကိုဟောတယ်ထင်ရှားတယ် a young way တခုကို1.4 second ပဲကြာတယ်ဝန်ဆောင်ကားကလည်းတပြားအောက်ဆိုတော့တော်တော်လေးကောင်းတာပေါ့ဟုတ်ပါတယ်အဲ့ဒါကြောင့်မယ်ဆော်လာနာကအစီရင်ခံစားမှပြောထားလို့ အသေးစားဝေဖေးချေမှုတွေဒီ micro payments တို့အရန်အဆင်ပြေတယ်ဥပမာ content creator တွေကိုနည်းနည်းရှင်းစီပေးတာမျိုးပေါ့ဟုတ်ကဲ့ပြီးတော့ defi တို့ nft တို့လို transaction အများကြီးလုပ်ရတဲ့နေရာတွေမှာဒီအမြန်နှုန်းမဲ့ကုန်ကြမ်းဈေးတက်တာမှုက တကယ်ကိုကြီးမားတဲ့အားသာထက်ထလာတာ developer တွေအတွက်လည်းသူ app တွေ run တဲ့အခါကုန်ကြမ်းဈေးတက်တာတာပေါ့ဟုတ်ပါပြီလုံခြုံရေးပိုင်းမှာရောဘယ်လိုမျိုးအစီအမံတွေရှိတယ်ခင်ဗျအစီရင်ခံစားတဲ့မှာပါတီပေါ်ပြတ်ထားလဲအင်း အလွာလိုက်ကိုဝက်စနစ်တီသုံးပါတယ်ပြီးတော့ validator တွေကသူတို့ရဲ့ကိုပိုင် SOL token တွေကိုကုန်ရက်မှာအပောင် state လုတ်ထားရတယ်လင်းဟွန်း solo ra ကသူတို့မယုံမသားလုံးရဲ့ဥပမာအယံအော်ပဲမာတာကိုအတီဖြူလိုက်ရင်အဲ့ဒီအပောင်ထားတဲ့ SOL တွေဆုံးရှုံးသွားနိုင်တယ်ဒါကသူတို့ကိုယိုယိုသားသားနဲ့ကုန်ရက်စီးမီနဲ့တိုင်းလုတ်အောင်တွန်းအားပေးရတဲ့ဘောပေါ့ဟုတ်ကဲ့ပြီးတော့လုံခြုံရေးစစ်ဆေးမှုတွေ audit တီကိုလည်းပုံနှံလုတ်တယ်လို့ဆိုပါတယ်ကဲ့ နိပညာပိုင်သဘောပေါက်ပြီဆိုတော့လက်တွေ့မှာဆိုလာနာကိုဘယ်နေရာနေမှာတုံးနေပြီလဲကြည့်အောင်အစီရင်ခန်းစားရတော့ DeFi နဲ့ NFT ကန်တာတွေကအထင်ရှားဆုံးပဲနော်ဟုတ်ပါတယ်အထူးသဖြင့် Metaplex ဆိုတဲ့ platform လေးအဲ့ဒါကဆိုလာနာအော်မှာ NFT တွေဖန်တီးတာစီမံတာရောင်းဝယ်တာတွေကိုအရန်လွယ်ကူသွားစေခဲ့တယ်อืมอืมအဲ့ဒါကြောင့် Solana Monkey Business တို့ DeGods တို့နောက်ပိုင်းဟိုဟာလေ Metlets တို့လို NFT project တွေအများကြီးပေါ်လာပြီးတော်တော်အောင်မြင်ခဲ့တာဟုတ်တယ် အစီအခံစာမှာမှတ်ချက်ပေးထားတာကဒီ project တချို့ကအမှုပညာသက်သက်ထက် community ပေါ့နော်လူမှုအဖွဲ့အစည်းတိဆောက်တာကိုအာယုံစိုက်ပြီးအောင်မြင်မှုရခဲ့တာတွေ့ရတယ်။ဒီမှာ Solar Knight ရဲ့ဝင်ဆောင်ခသက်သာတာက NFT လုတ်တဲ့သူတွေရောစုတဲ့သူတွေအတွက်ပါ အများကြီးအကျိုးရှိစေခဲ့တာပေါ့။ DeFi ဘက်မှာတော့ဘလို့ application တွေရှိနေလဲဗျာ။ DeFi မှာလည်းအဲ့ဒီအ мян နှုံးနဲ့ကုန်ကြစရိတ်နဲတာကအထူးကပဲ Bank note ချခံလို့မလို့ပဲခြေတာငါးတာတွေ lending borrowing ပေါ့ပြီးတော့ဟိုလေ decentralized exchanges DEX တွေမှာ token တွေတိုက်ရိုက်ရောင်းဝယ်တာကို crypto ပိုင်ဆိုင်မှုတွေနေအထိုးလိုမျိုးစုလိုမျိုးရအောင်လုပ်တာ yield farming ပေါ့အဲ့လို application တွေအများကြီး Solana ပေါ်မှာရှိတယ်လို့အစီရင်ခံစာကဆိုတယ်ဟွန်း DEX တွေကကိုပိုင်ဆိုင်ကိုထိန်းထားပြီးတိုက်ရိုက်ရောင်းဝယ်လို့ရတာမျိုးလား ဟုတ်တယ်ပါအဲ့ဒါအာသာချက်ပဲကို private keys ကိုကိုထိန်းထားရင်နိုင်တခြားသူနဲ့ direct peer to peer အယောင်းဝယ်လုပ်လိုက်တာလေဒါဒီအလုံးက Solana ရဲ့အခြေခံအဆောက်အအုံမြန်လို့ဈေးသက်သာလို့ကိုချစ်လာတာပေါ့ game နဲ့ metaverse ပဲမလဲ Solana နာမည်ချလာရတယ်နော်မှန်ပါတယ် Star Atlas တို့ Aurora တို့လို game တွေက Solana blockchain ကိုသုံးထားတာဒီ game တွေထဲမှာဟိုလေ play to earn စနစ်တို့ပါတယ်ကိုကစားရင်းပစံရှာလို့ရတာမျိုး ဂိန်းနကကိုပစ္စည်းတွေယင်းနေမြေကွက်တွေကို NFT အနေနဲ့ကင်ထားလို့ရတယ်။အာဟုတ်ကဲ့။ဂိန်းကစားတာကိုပိုင်ဆိုင်မှုနဲ့ပေါင်းလိုက်တဲ့သဘောပေါ့။အစီရင်ခံစာထဲမှာနည်းနည်းထူးခြားတဲ့အထုံးချမှုတစ်ခုလည်းတွေ့လိုက်တယ်။အဲ့ဒါကတရားဝင်ဥပဒေဖွဲ့စည်းပုံနဲ့ Trust ဆို LLC ဆိုတုံးပြီးရောပိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲဖို့ဆိုလာနာကိုတုံးနိုင်ရရှိတယ်ဆိုတာမျိုး။အဲ့ဒါကနည်းနည်းရှုပ်ထွေးမှထင်တယ်။ဟုတ်တယ်။အဲ့ဒါကစိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒါမဲ့အစီရင်ခံစားကလည်းတာကိုလက်ရှိအများကြီးဖြစ်နေတာတော့မဟုတ်သေးဘူးအနာဂတ်မှာဖြစ်လာနိုင်မယ့်အလားအလာတစ်ခုလေ့လာနေစေအပိုင်းတစ်ခုအနေနဲ့ပဲဖော်ပြထားပုံရပါတယ်อืม blockchain နဲ့တရားဝင်ဥပဒေစနစ်တွေဘလို့ချိတ်ဆက်မလဲဆိုတဲ့အတွေ့တစ်ခုပေါ့ဒါမဲ့တကယ်လို့ဖို့ကတော့ရှေ့နေနေတီချာတိုင်မင်ရမယ့်ကိစ္စမျိုးပါအစီရင်ခံစားကတာကိုအလားအလာအနေနဲ့ထည့်ပြောထားတာမတားစရာပဲဟုတ်ပါပြီကဲတာစုဈေးကွက်ဘက်ကိုတစ်ချက်ကြည့်အောင် SOL token ဈေးနှုန်းကမကြာသေးခင်ကတော်တော်လေးတက်လာတယ်နော်အစင်ခန်းစားရလက်ရှိ market cap ကဒေါ်လာဘီလီယံစနစ်ဝယ်တနည်းရောင်းဝယ်က9.3ဘီလီယံကျော်ရှိတယ်ဆိုတော့ဟုတ်ဈေးနှုန်းခန်းမှန်းချက်တွေဆိုရင်120ဒေါ်လာရအနည်း120ဒေါ်လာကျော်အထိတောင်ပြောနေကြတာရှိတယ်อืมဒါပေမဲ့လေဒီနေရာမှာအရန်3ချောက်အချက်တခုကိုစီးရင်ခန်းစားကထပ်ပြထားပဲ အဲ့ဒီ SOL ဇင်းုံတက်လာတာကဆော်လာနာခွင့်ရပေါ်မှာတကယ်တုံးတာ၄ဥပမာ DeFi မှာလုံးတာတို့ NFT ဝယ်တာတို့တကယ်တိုးတက်လာတာကြောင့်ဖြစ်ထက်ဈေးကွက်ထက်ကဈေးကစားပေးတဘိုးမျိုး speculative trading ကြောင့်ပိုးပြီးချိနေနိုင်တယ်ဆိုရယ်သုံးသချက်ပဲအာဆူလိုရာကဈေးကအမှန်တကယ်တန်ဖိုးထက်ပိုးနေနိုင်တယ်ပေါ့နော် ဟုတ်လားအတီးကြတော့ပြောခဲ့ပေမဲ့အဲ့ဒီဖြစ်နိုင်ခြေကိုအစီရင်ခံစာကပြောထားတာ သူတို့ကဟို fear and greedy index လို့ဈေးကွက်စစ်ခန်းစားမှုအညွန်ခိန်းတွေကိုတုံ့ပြန်ရှင်းပြထားတယ်။ဈေးကွက်ထက်ကလူတွေအရန်လိုပါတက်နေတဲ့အချိန် extreme greed မှာဈေးတွေက ပုံမှန်ထက်ပိုတက်ပြီးပြန်ကျချက်ချက်။ဟုတ်ကဲ့။စဉ်ချင်ဘက်အညွန်နဲ့အရန်ကြောက်နေတဲ့အချိန် extreme fear မှာတော့ဝယ်ခြင်းနဲ့သူတွေပြန်ဝင်လာပြီးဈေးပြန်တက်ဖို့အခွင့်အလမ်းရှိတတ်တယ်ပေါ့။ဒါကြောင့်ဈေးနှုန်းတစ်ခုတည်းမကြည့်ဘဲနဲ့ကိုယ့်ရဲ့ပေါ်မှာတကယ်ဘာတွေဖြစ်နေလဲ။ on chain activity ကိုပါတေချာကြည့်ပြီးအကေးဖြတ်ဖို့အစီရင်ခံစာကအကြံပေးထားတယ်။ဇင်းနှုံးနဲ့တကယ်ကြံပိုးกว่าနေလားဆိုတာယင်းနီးမြုံနန်သူတွေတက်အရေးကြီးတာပေါ့။ဟုတ်ချို့မှုပုံစံ governance ပေါ့။အဲအဲ့ဒါကတော့ဘလို့လဲ။ဘ ਹੁ ချို့ကင်မှုဘလောက်ရှော့ချထားလဲ။အစီရင်ခံစာရတော့ဆိုလာနာကဘ ਹੁ ချို့ကင်မှုရှော့ချတဲ့ပုံစံကိုတွားနေတယ်။အတိုင်ဝိုင်းပါဝါမှုကိုလည်းအားပေးတယ်လို့ဆိုတယ် ဆွေးနွေးပွဲတွေ forum တွေ social media တွေကနေဘသူမဆိုးဝင်ဆွေးနွေးအကြံပြုလို့ရတယ်ပေါ့อืม token ကင်ထားတဲ့သူတွေမဲပေးတဲ့စနစ်လည်းရှိတယ်ဒါပေမဲ့အဲ့ဒီမဲရလက်ကတိုက်ရဲအာနာတီတာမျိုးဘိုင်းနေမဟုတ်ပဲအကြံပြုချက်တပေါ်မျိုး advisory ပေါ့အများစုတဘောထားကိုပြတာလက်တွေ့အကောင့်ထဲပေါ်တာကတော့ code developer တွေနဲ့ validator တွေပဲဟုတ်ကဲ့ Solana Foundation ကအတိုင်းဝိုင်းကတင်ပြတဲ့ project တွေကိုရန်မုံငွေပံ့ပိုးတာမျိုးတော့လုပ်တယ်လို့ဆိုပါရယ် ဒါပေမဲ့ဆော့ဆော့ကပြောသလို validator တွေမှာဘ ਹੁ ချို့ကိုင်းမှုရှန့်လာတယ်ဆိုတော့ဝေဖန်မှုတွေလည်းရှိနေတယ်နော်ဟုတ်ကဲ့အဲ့ဒါကအခုပြောမဲ့အစင်ခေါ်မှုတွေထဲမှာပါလာမှာအခုအားသာချက်တီးအတုံးချမှုတွေပြောပြီးပြီဆိုတော့အစင်ကန်စာမှာဖော်ပြထားတဲ့အဓိကစင်ခေါ်မှုတွေအားနည်းချက်တီးဘက်ကိုကြည့်အောင်လေအားလုံးနဲ့မှအထင်ရှားဆုံးကတော့ဟုတ်တယ်ကွန်ရက်မတည်ငြိမ်တာပဲ network reliability issues ပေါ့အချင်းချင်းကွန်ရက်ပြတ်တောက်ဖူးတယ်ဆိုတာကတော့ Solana အတွက်တော်တော်လေးနားမပြတ်စရာထည့်ခဲ့တယ်အတိအကျပဲ အစီရင်ကံစာကဒီအချက်ကိုအရန်အလေးပြီးပြောထားတယ်။ကိုညက်လုံးဝရပ်သွားတာဒါမှမဟုတ်အရန်နေသွားတာတွေဖြစ်ခဲ့တော့တုံးတဲ့သူတွေအတွက်တော်တော်လေးဒုက္ခရောက်စေတယ်။အထူးသဖြင့် DeFi မှာငွေရောင်းရလုနေတဲ့သူတွေဆိုဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။ဟုတ်ပြီးတော့ Solana ပေါ်မှာ DeSoc ထားတဲ့ application ဒီ project တွေရာနေချီရှိတာလေအဲ့ဒါတွေအကုန်လုံးရပ်သွားတာဒီပြဿနာက Solana ရဲ့ယုံကြည်စိတ်ချရမှု reliability ပေါ်မှာအကြီးဆုံးမေးခွန်းဖြစ်နေပြီးတော့ အစောကပြောတဲ့အမျက်နှုံးနဲ့ဒီတည်ငြိမ်မှုပြဿနာကြောင့်ဆက်ဆက်မှုကိုလည်းစဉ်းစားစရာဖြစ်စေတာပေါ့နောက်ထပ်စိန်ခေါ်မှုတစ်ခုက smart contract လုံးချုံရေးလို့ဆိုရဲ solana မှာတုံးတဲ့ rust တို့ c++ တို့ language တွေကရှုပ်ထွေတော့အမပါလွယ်တယ်ဆိုတာလားအစီရင်ခံစာကအဲ့လိုထောက်ပြထားတယ်။ Rust နဲ့ C++ က performance အရင်ကောင်းပြီပဲ။သူတို့ငငယ်ရှုပ်ထွေးတယ်လေ။ complexity များတော့ developer တွေအနေနဲ့မရည်ရွယ်ပဲအားနည်းချက် vulnerability တွေပါဝါနိုင်ခြေရှိတယ်ဥပမာ permission control တွေမားတာလို့အတွက်အချက်လွဲတာလို့ပေါ့อืมๆအဲ့ဒီအားနည်းချက်တွေကို hacker တွေကအသုံးပြုပြီးပိတ်ဆံခိုးတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့် smart contract တွေကိုမလွင့်တင်ခင်မှာ security audit တွေတေချာလုပ်ဖို့ developer တွေကိုလည်းလုံခြုံရေး best practices တွေသင်ပေးဖို့အရန်ရည်ကြီးတယ်လို့အစီရင်ခံစာကအကြံပြုထားတယ်ပြီးတော့ validator ကွန်ရက် ဗဟုချို့ကိုင်းမှုများလာတဲ့ကိစ္စအဲ့ဒါကဘလို့ဖြစ်နေတာလဲအစီရင်ခံစာမှာဝေဖန်ထားတာက Solana မှာ validator ဖြစ်ဖို့လိုအပ်တဲ့ hardware requirements တွေကအပေါင်ထားရမယ့် SOL Promana ကတော်တော်များတယ်တဲ့ဟုတ်ဆိုတော့ validator လုပ်နိုင်တဲ့သူအရေးတဲ့နေသွားပြီးတော့ AIG တဲ့ validator အဖွဲ့နည်းနည်းကပဲ권ရရဲ့အတီးပြုမှုအများစုကိုထိန်းချုပ်တယ်လို့ဖြစ်လာနိုင်တယ်ဆိုရက်စိုးရိမ်မှုတွေရှိနေတယ် ါက blockchain ရဲ့အတိအခစိတ်သက်ဖြစ်တဲ့ decentralization နဲ့ဆန့်ကျင်နေတယ်လို့ဝေဖန်ကြတာပေါ့ဟုတ်ကဲ့ဒါအပြင် ethereum လို့အပြိုင်ဘက်တွေကလည်းသူတို့ရဲ့ layer 2 roll up တင်တဲ့အပြိုင်ကျုံးဆိုင်နေတော့ပြိုင်ဆိုင်မှုကလည်းရှိနေတာပေါ့ဒီစင်ကော်မှုတွေရှိပေမဲ့အနာဂတ်အတွက်ရောဘာတွေပင်စနေလဲနီးပညာပိုင်းတိုးတက်မှုတွေကအစီရင်ခံစာရတော့နီးပညာပိုင်းမှာစက်ပြီးတိုးတက်ဖို့အစီအစဉ်တွေရှိနေတာဥပမာ roll up centric road map ဆိုတာမျိုးကိုပိုအာယုံဆိုင်လာတာ roll up ဆိုတာက transaction တွေကို off chain မှာစုပြီးမှ main net ပေါ်တင်တာလीအဲ့ဒါကကွန်ရက်ဝန်အားကိုရှော့ပြီး performance ပိုကောင်းစေနိုင်တယ်อืม not be data availability ပေါ့ကွန်ရက်ပေါ်က data တွေကိုလွယ်လွယ်ရနိုင်အောင်လုပ်တာပြီးတော့ ethereum မှာတုံးတဲ့ proto tank sharding လို့ idea တွေကိုတုံးပြီး data သိမ်းဆည်းရကွန်ကြစိတ်ကို short ချဖို့စူးစမ်းတာမျိုးတွေလွတ်သွားဖို့ရည်ရွယ်ထားတယ်လို့ဆိုတယ်ဒါတွေက scalability ပိုကောင်းအောင်လုပ်ဖို့ကြိုးစားတာပေါ့ဟုတ်ကဲ့ developer တွေက tool တွေပိုကောင်းအောင်လုပ်ဖို့တခြား blockchain တွေနဲ့ချိတ်ဆက်နိုင်စွမ်း interoperability ကိုမြင့်တင်ဖို့လည်းလုပ်နေတယ်လို့သိရပါတယ်ဒါဆို Solana ရဲ့အနာဂတ်ကိုဘယ်အချက်တွေကအဓိကလွန်ကုန်နိုင်မလဲအစီရင်ခံစာရဲ့သုံးသပ်ချက်အရာတော့အချက်တွေအများကြီးပုံမူတည်မှာပေါ့အဲ့ဒီနည်းပညာအဆင့်မြင့်တာတွေအောင်မြင်မလားလူတွေတကယ်သုံးကျင်တဲ့ depth အသစ်တွေပေါ်လာမလားဟောလေ institutional investment တွေဘလောက်ဝင်လာမလဲဒါတွေရေးကြည့်တယ်ဟုတ်ပြီးတော့ကမ္ဘာစီးပွားရေးအခြေအနေဥပမာငွေကြေးဖောင်းပုံမှုအတိုးနှွန်းတွေကလည်း crypto ဈေးဝက်တွေခုလုံးကိုတက်ရောက်မှုအချီတော့ Solana လည်းလို့မှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့အစီအကန်းစားကအကောင့်ဘက်ကကြည့်ရင် Solana ပေါ်မှာ project 350ကျော်ရှိနေပြီဆိုတာကသူ ecosystem ကတက်ကြွနေတော့မယ်ဆိုတာပြတယ်။ဒါပေမဲ့တတိထအမော်ကဈေးကွက်မငြိမ်းတာတွေပြီးတော့အစောကပြောခဲ့တယ်ဈေးနှုန်းနဲ့တကယ်ကုန်ရက်အတုံးပြမှုကြားကကွာဟချက်တွေကတော့စောင့်ကြည့်ရမယ် risk တွေဖြစ်နေတော့မယ်။ အကိုအခြေခံပြီးဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံကြည့်အောင်ဆိုလာနာဆိုတာစမ်းသပ်တဲ့ proof of history နည်းပညာကြောင့်အရင်မြန်တယ်ဝန်ဆောင်ကအရင်တက်တာတယ်အထူးသဖြင့် DeFi နဲ့ NFT မှာသူ့ရဲ့ performance ကြောင့်အားကောင်းတဲ့နေရာတစ်ခုရထားတယ်ဒါကသူ့ရဲ့အဓိက အားတာချက်တွေပေါ့ဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအစီရင်ခံစာကထုတ်ပြတယ်လို့ပဲ ကွင်းရဲ့ယုံကြည်စိတ်ချရမှုပြဿနာတွေအကြိမ်ကြိမ်ထိခဲ့တဲ့ကွင်းရဲ့ပြတ်တောက်မှုတွေကသူ့ရဲ့ကုန်ထိခါကိုတော်တော်လေးစိန်ခေါ်နေတယ်ဟုတ်တယ် No B validator ကွင်းရဲ့ဗဟိုချိုးကိုင်းမှုဆန်လာနိုင်ခြင်း smart contract လုံခြုံရေးအားနည်းချက်ထင်နိုင်ခြင်းတွေလည်းရှိနေတယ်ဆိုတော့အလားအလာကောင်းတယ်လို့ကြော်ရမယ့်အတားအစီတွေလည်းရှိနေတဲ့ချိန်တွေပါတကယ်ကိုစိတ်ဝင်စားစရာချိန်တွေပဲအလားအလာနဲ့ပြဿနာတွေရော့နေတာဆိုလာနာအနေနဲ့သူ့အားစာချက်တွေကိုတုံရင်ဒီစင်ခုံမှုတွေကိုဘယ်လိုကြော်လွားမလဲဆိုတာက အဆုံးဝဖြစ်လာမှာပဲမှန်ပါတယ် blockchain လောကပြိုင်ဆိုင်မှုကအများပြင်းထန်နေလေ ethereum လိုလက်ရှိဦးဆောင်နေတဲ့သူတွေရှိတယ်တခြားအလားအလာရှိတဲ့ layer 1 layer 2 project တွေအများကြီးပဲဒီလိုချင်းနေမှာ solana အငင်းနဲ့ဤပညာစမ်းသပ်မှုဆက်လုပ်ရမယ်ကွန်ရက်တင်ငင်အောင်လုပ်ရမယ်ဈေးွက်လိုအချက်နဲ့ kait တဲ့ application တွေဆွဲဆောင်ရမယ်ပြီးတော့အတိုင်းအဝိုင်းရဲ့ယုံကြည်မှုနဲ့ပံ့ပိုးမှုကိုဆက်ထိန်းထားနိုင်ဖို့လိုပါလိမ့်မယ်ဒီအချက်တွေကြားကဟန်ချက်ညီမှုကပဲ သူ့ရဲ့အနာဂတ်ရေရှိအောင်မယ်မှုကိုပုံဖော်သွားမှာပါ။နောက်ဆုံးအနေနဲ့ဒီအစီရင်ခံစာကို လေ့လာသုံးသပ်ပြီးတော့စဉ်းစားစရာမေးခွန်းလေးတစ်ခု ထားခဲ့ကြပါတယ်။ဆိုလနာရဲ့အမှတ်တငယ်တယ်လို့ဖြစ်နေတဲ့အလူမြင့်တဲ့ဆွမ်းဆောင်ရည်အမြန်နှုန်း speed နဲ့သူအချင်းချင်းရင်ဆိုင်ခဲ့ရတဲ့ယုံကြည်စိတ်ချမှုတည်ငြိမ်မှု stability ပြဿနာတွေအဲ့ဒီနှစ်ခုကြာကတင်းမာမှုမှလေဘဲချက်က blockchain လောကတွေကသူ့ရဲ့ရေရှည်အောင်မြင်မှု ဒါမှမဟုတ်ကြားလျှော်မှုကိုအဆုံးအဖြတ်ပေးမယ်အဓိကလက္ခဏာဖြစ်လာနိုင်မလဲအမြန်တော့လားတည်ငြိမ်မှုလားဒါကတော့အနာဂတ်ကပဲအဖြေပေးနိုင်မယ်ထင်ပါတယ်ဟုတ်